Johnny Somali ဆိုတဲ့တော်တော်ကိုစဲကျင်စွဲထိုးပြကျင်စရာကောင်းတဲ့ streamer ဘဲရဲ့ကျူးလွန်ခဲ့တဲ့မှုတွေအကြောင်းကိုတော့ကျွန်တော်ဗီဒီယိုတစ်ခုလုပ်ပေးခဲ့ဖို့ပါတယ်။ Nagasaki you know You know you're a shame Nagasaki We're going to do again What သူ့ lore ကိုပြေအောင်သိကြရင်တော့အဲ့ဒီ video ကိုကြွားကြည့်လိုက်ပါဥပဒေနဲ့ပတ်သက်ပြီးတရားစွဲတဲ့ကိစ္စတွေဆိုတာဂျော်နီဆိုမာလီရောက်နေတဲ့ကိုရီးယားနိုင်ငံလိုမျိုးတိုးတက်ပြီးသားနိုင်ငံတွေမှာကတေချာအချိန်ပေးပြီးတော့လှုပ်လှရှိကြတဲ့အတွက်မလ9ရက်နေ့မှာတရားရုံးတက်ခဲ့တာပေါ့အားလုံးမျှော်လင့်ကြကြသလို2029နှစ်တော့ကြာမယ်တော့မထင်ပါဘူးဂျော်နီဆိုမာလီ AKA Ramsey Khalid Ismail ရဲ့ပထမဦးဆုံးတရားရင်ဆိုင်ခဲ့တဲ့ယုံကျင်းကနည်းနည်းလေးတော့ရုပ်ပေါက်ခဲ့ပါတယ်သူ့ကိုတရားစွဲထားတဲ့အမှုက လောလောဆယ်လေးမှုရှိရလို့သိရပြီးတော့နောက်တစ်ခုကတော့တခြားခရိုင်မှာကျူးလွန်ခဲ့တဲ့အမှုဖြစ်တဲ့အတွက်အဲ့ဒီခရိုင်တရားရုံးမှာရင်ဆိုင်ရမှာပေါ့နော်။သူနဲ့ကိုရီးယားက influencer ကောင်မလေးတယောက်နဲ့နန်းနေတဲ့ပုံစံ AI deep fake video လုပ်ထားပြီးတော့ပြတဲ့အမှုပေါ့။ကျွန်တော်အခုပြောတဲ့ information တွေကိုတည်တည်ချာချာရှင်းပြပေးသွားတဲ့ Legal Mindset ဆိုတဲ့ YouTube channel က license ရရှိနေကြီး Andrew Esquire ကိုလည်းကျွန်တော် credit ပေးခြင်းပါတယ်။ Ramsey ရဲ့တရားစွဲခံထားရတဲ့အမှုတွေကတော့ 7-11 site ထဲမှာတခြား customer တွေကိုနှောက်ယှက်ခဲ့တဲ့အပြင်အရက်တောက်ခွင့်မရှိတာကိုတောက်ခဲ့တယ်ပေါ့ပြီးတော့သူ့ကိုအရက်မတောက်ဖို့လာပြောခဲ့တဲ့7-11ကသူ့ထက်အသက်ကြီးတဲ့ဝန်ထမ်းကိုလည်းရိုင်းဆိုင်စွာပြန်လည်တုတ်ပြန်ခဲ့တဲ့အတွက်ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ပုတ်တိုးနေတဲ့ငားတကောင်ကိုကင်ပြီးတော့တခြားလူတွေရဲ့ရှေ့မှာရှောက်ယမ်းခဲ့ပြီးတော့လူတွေကိုနှောက်ယှက်ခဲ့တဲ့အမှုပါတတိယတစ်ခုကတော့ bus နဲ့ရထားတွေပေါ်မှာသချင်းတွေဖွင့်ပြီးတော့ twerk လုပ်ပြီးတော့ကပြခဲ့လို့ပဲဖြစ်ပါတယ်။စတုတ္ထတစ်ခုကတော့တိကျမသိကြရပေမဲ့ တေချာတာကတော့711မှာလုတ်ခဲ့တာနဲ့တင်ထောင်တန်း9နှစ်အထိကျနိုင်မယ်ဆိုတာပါပဲစစောကပြောခဲ့တဲ့အတိုင်းနောက်ထပ်အမှုတွေအတွက်လည်းထပ်ပြီးတော့တရားစွဲဖို့လုပ်နေတော့မှာဂျော်နီဆိုမာလီကတော့တရားရုံးချင်းတဲ့ရက်မတိုင်ခင်ည3နာရီအထိရက်တောင်ရင်နဲ့ live stream လုပ်နေခဲ့ပါတယ်မူယူနဲ့ stream နေရင်းနဲ့စစောကတခြားခရိုင်မှာရင်ဆိုင်ရမယ့် deepfake လုတ်ခဲ့တဲ့အမှုကိုရင်ဆိုင်ရမယ့်အကြောင်းကို leak ခဲ့တာပေါ့ပြီးတော့တရားရုံးမှာယူကျင်အောင်ဆောင်မယ့်အကြောင်းကိုလည်း live မှာပြောသွားခဲ့ပါသေးတယ် When I go to the judge tomorrow and say I'm sorry I don't know what's going on. I have a, 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 bipolar disorder. what may I do? I left my medication in America. I don't know what's happening, Your Honor. Please, please help me. I'm a psychopath. I'm mentally insane. And they say, Okay, go home with a fine of $500. နောက်နေ့မနက်တရားရုံးကိုလည်းတနာရီလောက်နောက်ကျမှရောက်လာတယ်လို့သိရပြီးတော့သူ့ကိုတရားစွဲခဲ့တဲ့အမှုတွေအားလုံးအတွက်အပြစ်ရှိပါတယ်ဆိုပြီးတော့ဝန်ခံခဲ့တယ်လို့သိရပါတယ်။ဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။တရားရုံးကိုလာတော့ကလည်း Make America Great Again ဆိုတဲ့အုပ်ထုပ်ကြီးကိုဝတ်လာခဲ့ပြီးတော့တရားရုံးထဲမှာအုပ်ထုပ်ဝတ်လို့မရတာကိုမသိသလိုလိုဘာလို့လဲလောက်ခဲ့ပါတယ်တဲ့။သူ့ကို3-4ကောင်းလောက်အုပ်ထုပ်ချုပ်ဖို့အတွက်သတိပေးခဲ့ရတယ်လို့သိရပါတယ်။တရားသူကြီးကသူ့ကိုဘာအလုပ်လုပ်လဲလို့မေးတဲ့အခါမှာလဲចောင်းသားပါလို့ပြောင်းလဲခဲ့တယ်လို့သိရပါတယ်။ ဂျော်နီဟာလက်ရှိအချိန်မှာသူ့ရဲ့ roommate Hank ဆိုတဲ့ဘဲနဲ့အလူနေလျက်ရှိရလို့သိရပြီးတော့ April 9ရက်နေ့မှာနောက်တစ်ခေါက်တရားရုံးတက်ရမှာပါအကယ်လို့တရားရင်ဆိုင်မှုတွေပြီးသွားလို့ကိုရီးယားနိုင်ငံထောင်ထဲဝင်ရမယ်ဆိုရင်တော့ဂျော်နီအတွက်မတွေးရစရာပါပဲသူ့ကိုကိုရီးယားနိုင်ငံကလူတွေကတော်တော်ကိုမုန်းနေကြတာကိုတောင်ကိုရီးယားလူတို့တက်ပြီးတဲ့နိုင်ငံဖြစ်လို့သာသူအခုချိန်ထိတောင်အသက်ရှူနေနိုင်သေးရလို့ကျွန်တော်ကတော့ထင်ပါတယ် developing country မှာဆိုရင်တော့မလွယ်ဘူးပေါ့နော်အဲဒါကလည်းဒါတော့သိပါတယ်ထိုင်းနိုင်ငံလိုနေရာမျိုးမှာကျတော့သူသိပ်ဖင်မရရခဲ့ဘူးပေါ့ Oh, so, so. Yo, I didn't mean to. I didn't mean to. You got it. Okay, I leave. ဂျော်နီဆိုမာလီကြောင့်နောက်ထပ်သတင်းထုတ်ကြတဲ့လူရှိခဲ့ရင်ကျွန်တော်ထပ်တင်ပေးပါမယ်။တခြား content လေးတွေလည်းပုံမှန်တင်ပေးသွားမှာဖြစ်လို့ video လေးကို like ပေးခဲ့ပြီးတော့ channel ကို subscribe လုပ်တော့ကြပါဦးနော်။နောက် video တွေမှာတွေ့ကြတာပေါ့။